မန်စီးတီးသင်းဟာလိုင်ယော်သင်းကပြင်သစ်ကွင်းလယ်တိုက်စစ်ကစားသမားချက်ကီကိုထပ်မံခေါ်ယူခဲ့ပါသည်။မန်စီးတီးသင်းအနေနဲ့ချက်ကီအတွက်ကနအူပြောင်းရွှေ့ချီပေါင်30.45သန်းပေးချေခဲ့ရတယ်လို့ BBC ကဖော်ပြခဲ့ပါသည်။အသက်20နှစ်သာရှိသေးတဲ့ချက်ကီဟာမန်စီးတီးသင်းနဲ့2030ပြည့်နှစ်အထိတက်တန်းရှိ9နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးသူ့အနေနဲ့ဇွန်လ14ရက်နေ့မှာစတင်ကျင်းပမယ့်ကလပ်ကမ္ဘာဖလားပြိုင်ပွဲဝင်မန်စီးတီးသင်းရဲ့လူစည်ရင်းမှာပါဝင်လာမှာဖြစ်ပါသည်။ ချက်ကီဟာ2019ခုနှစ်အောက်တိုဘာလက16ရက်အရွယ်မှာပဲလိုင်ယွန်အသင်းမှာ professional ကစားသမားအဖြစ်စတင်ခဲ့ပြီးအသင်းအတွက်185ပွဲကစား29ဂိုးသွင်းက45ဂိုးဖန်တီးပေးခဲ့ပါတယ်မန်စီးတီးသင်းဟာအသင်းဝိုင်းကိုသမားကာဆင်နဲ့လမ်းခွဲပြီးတဲ့နောက်သူနေရာမှာအစားထိုးဖို့အတွက်ချယ်ဆီအရန်ကိုသမားဘက်တီနယ်လီကိုလည်းခေါ်ယူခဲ့ပါတယ်။ ဘက်တင်နယ်လီ33နှစ်ဟာ2021ခုနှစ်မှာဖူဟန်အသင်းကနေချက်စီးကိုရောက်လာခဲ့ပြီးမြေတပွဲတာကစားခဲ့ရပါတယ်။မန်စီးတီးအသင်းအနေနဲ့တနင်္လာနေ့ကလည်းဝူအသင်းကအေဂျီရီယယ်အေးစင်နောက်ခံကစားသမားအိုင်နူရီကိုခေါ်ယူထားလို့အခုနေရာဒီမှာကစားသမားတဲ့3ထိရှိလာခဲ့ပါတယ်။